အခုမြင်တွေ့နေရတဲ့သူကတော့သူပရာဇာတရားဖြစ်ပြီးတော့ရင်ခွဲနိုင်စေရထားတဲ့ထိုင်းနိုင်ငံကလူမှုကေဇယ်ရေးအသင်းဝင်တယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့အမိကတော့ဦးလေးကြီးစနုံလို့ခေါ်ပါတယ်။သူပရာဇာတရားဖြစ်တဲ့ဦးလေးကြီးစနုံဟာထိုင်းနိုင်ငံအစိုးရကသတ်မှတ်ပေးထားတဲ့ကလေးတင်းကြိုင်းမှာအိမ်ဆောင်နေထိုင်ပြီးတော့ရင်ခွဲတဲ့လုပ်ငန်းစဉ်တွေကိုလည်းသူ့အိမ်ရဲ့အခန်းတစ်ခန်းထဲမှာတည်တံ့လုပ်ဆောင်ပါတယ်။ဘိုက်ခွဲပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကလေးကိုတော့ဒီတင်းကြိုင်းမှာမြုပ်ပြီးတော့မိခင်ကိုတော့သက်ဆိုင်ရာမိသားစုဝင်တွေကတည်ဆောင်ပြီးတော့ကြိုးပေးပါတယ်။ အူလေးကြီးနေတဲ့ခလေးသေးတိုင်းမှာဘိုက်ထဲကခွဲထုတ်လိုက်တဲ့ခလေးတွေသာပြုတ်တပုတ်ဘဲနဲ့တဆွဒီကိုဝင်ပြက်ကြပြီးတော့သေဆုံးသွားတဲ့ခလေးတွေရဲ့ရုံထောင်းလေးကိုလည်းဒီသင်းတိုင်းမှာမြုပ်နှံကြတာဖြစ်ပါတယ်ခင်ဗျာအူလေးကြီးကဒီသူ့ဘရဲ့အစားအလုပ်ကိုဆရာသမားတွေအစင်းစင်းလက်စင်ကန်လှုပ်ဆောင်လာခဲ့တာ ဖြစ်ပြီးတော့အခုဆိုလို့ချင်းလေးစံမြောက်သူ့ဘရဲ့အစားတယောက်လည်းဖြစ်တယ်လို့သိရပါတယ်ထူးခြားတာကတော့အခုမြင်တွေ့နေရတဲ့ဘိုက်ခွဲတဲ့နေရာမှာအတုံးပြူတဲ့ဒါပဲဖြစ်ပါတယ် ဆရာသမားတွေအစင်းစဲလက်စင်ကန်လာတဲ့ဓာတ်ဖြစ်ပြီးတော့နှစ်200ကျော်တန်တန်းရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာဓာတ်ပြုတ်ထားတဲ့တန်ကလည်းနည်းနည်းရရတန်တော့မဟုတ်ပါဘူးအခေါင်းရိုက်တဲ့နေရာတွေမှာအသုံးပြုတဲ့အဲတန်တွေနဲ့ပေါက်ဆက်ပြီးတော့ပြုတ်လုထားတဲ့ဓာတ်လည်းဖြစ်ပါတယ်ကိုဝင်ဆောင်တွေပိုပဲသီးတန့်ဘိုက်ခွဲပြရတဲ့အလုပ်ဆိုတာကလည်းဒီဘိုက်ခွဲတဲ့ယုံနဲ့လုတ်လို့ရတဲ့အလုပ်မဟုတ်ဘူးလို့လည်းသိရပါတယ်ကလေးနဲ့မိခင်ရဲ့ဝိညာဉ်ကိုလည်းခွဲတတ်တဲ့တပ်ပညာတွေတပါဝင်ဝိညာဉ်ခြုံပြီး ဝိညာဉ်လွတ်နည်းဆိုတဲ့ဒီပညာရက်တွေကိုလည်းတက်မြောက်ထားဖို့လိုအပ်တယ်လို့သိရပါတယ်။ဦးလေးကြီးစံလုံးကတော့ဒီပညာရက်တွေအပြင်စေပင်ကြောင့်လည်းထိုးပြီးတော့ဒါစေးကြွတဲ့သူတွေအင်းပေါက်တဲ့သူတွေကိုလည်းကောင်းကောင်းပြန်လည်ပြီးတော့ကုသပေးနိုင်တဲ့သူတယောက်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ခုမြင်တွေ့နေရတဲ့နတ်စင်ကတော့မိခင်ပိုက်ထဲကနေပြီးတော့ခွဲထုတ်လိုက်တဲ့ကလေးတွေရဲ့ကိုယ်ခန္ဓာကိုတော့ဒီသင်္ကြန်မှာမြုပ်နှံထားပြီးတော့ဝိညာဉ်တွေကိုတော့ဒီနတ်စင်ပေါ်မှာတင်ထားတယ်လို့ဆိုပါတယ်။ ဒီကလေးတင်ကြိုင်းမှာမြုပ်ထားတာဆိုရင်ကလေးအရင်အတွက်200ကျော်လောက်ရှိတယ်လို့လည်းသိရပါတယ်ဒုံချောင်းလေးတွေထောင်ထားတာတွေကတော့ဒါကလေးတွေမြုပ်ထားတဲ့နေရာလေးတွေကိုမှတ်ထားတယ်မှတ်တိုင်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာမြန်မာလိုပြောရမယ်ဆိုလို့ရှိရင်ဒီ nest င်ကကလေး nest င်လို့ခေါ်လို့ရတယ်လို့ထိုင်းနေခေါ်တာကတော့ကုမန်ထောင် nest င်အတူကကုမန် nest င်လို့လည်းခေါ်ပါတယ်ထိုင်းတွေရဲ့အယူအဆနဲ့ယုံကြည်မှုဆိုင်ရာတွေကဗုဒ္ဓဘာသာဆိုရင်ပဲကျွန်တော်တို့တွေနဲ့မတူညီတဲ့အပိုင်းတွေကလည်းအများကြီးရှိတယ်ဗျာ ဒီအမျိုးသမီးကတော့ကိုဝေငါလာနဲ့ပြက်ကျသွားတဲ့သူ့သားလေးကိုဒီမှာသာမြုပ်ထားတာဖြစ်ပြီးတော့သားလေးအတွက်ကစားတဲ့ရာအယုတ်တွေလာပေးတာတော့လဲဆိုပါတယ်။ထီရီချဲတွေဝါသနာပါတဲ့တချို့တွေလည်းဒီကုမထောင်လက်စင်မှာကလေးကစားတဲ့ရာအယုတ်တွေအချိုရီတွေနဲ့လာရောက်ပုံစံဆက်သပြီးတော့ချက်ကနေအိမ်မက်တောင်းကြတာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်ခင်ဗျာ။ ဦးလေးကြီးကတော့သူ့ရဲ့ပညာရက်ကိုလက်ဆင့်ခံခံယူမဲ့သူရှိလို့ချင်းသင်ကြားပေးကြပါတယ်လို့ပြောပါတယ်။ဘုခင်မာကလည်းသူ့ရဲ့ပညာရက်ကိုလက်ဆင့်ခံခံယူမဲ့သူကလည်းတရားအောင်မှမရှိတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အတော်လေးကိုမှစေတကောဖြစ်မိတယ်လို့လည်းပြောပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ညီကိုမတော်လေးအနေနဲ့ဘိုက်ခွေသူမရာစာလို့ဝါသနာပါတယ်ဆိုလို့ရှိရင်ဦးလင်းကြီးတက်ချင်ခင်သာရှိနေတဲ့အချိန်မှာတွားရောက်ပြီးတော့ပညာသင်ယူပြီးတော့လက်ဆင့်ခံခံယူလို့ရတယ်လို့အဲသတိပေးကြပါတယ်ခင်ဗျာ အဲကျွန်တော်အနေနဲ့အန်အောမိတာကတော့ဗောနော်ဒီဦးလေးကြီးကတင်းကြိုင်းပါပဲဒီကလေးတင်းကြိုင်းပါပဲအိမ်ဆောက်ပြီးတော့တူနေတယ်ကိုဝင်းဆောင်ရုပ်အလောင်းလေးကိုလည်းတူနေတဲ့ဒီအိမ်ရဲ့အခန်းတစ်ခန်းထဲမှာဘိုက်ခွဲတဲ့အလုပ်တွေကိုလှုပ်ဆောင်နေဆိုတော့ကဦးလေးကြီးကဒီဘိုက်ခွဲသူ့ဘာရစားအလုပ်ကိုဘယ်လောက်ထိအောင်ဝါသနာပါလဲဆိုတာကတန်တရာဝင်နေစရာတော့လိုမယ်လို့မထင်ဘူးဗောနော်ပေါ်ပြီးတော့လေးစားမိတာကတော့သူ့ရဲ့အမျိုးသမီးပဲဖြစ်တယ်ဗျ။မောင်ခေါ်ရလိုက်ပဲဆိုရင်သူ့ရဲ့အမျိုးသမီးပေါ့နော်။ အဲကြောက်စိတ်လုံးဝမရှိဘဲနဲ့တယောက်ကြားနဲ့တူတူနေပြီးတော့ပေါ့နော်အဲဒီအလုပ်တွေကိုလောက်ကန်ဆောင်ရွက်နေတယ်ဆိုတော့ တော်ရတော်ရအမျိုးသမီးဆိုလို့ရှိရင်နေရဲပဲတော့ကျွန်တော်မထင်ဘူးပေါ့နော်ဒီဦးလေးကြီးရဲ့အမျိုးသမီးကတော့အာခအမျိုးသမီးလို့တော့ပြောလို့ရတယ်ဗျစိတ်တူကိုယ်တူပေါ့နော်ဒါကလည်းအကျင့်အစွမ်းအားလို့ပဲထင်ပါတယ်ခင်ဗျာဒီကဘာဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုအတွက်ပေါ့နော်အတင်းအားဓမ္မကြီး like and share တွေပေးပါလို့ကျွန်တော်မတောင်းဆိုပါဘူးခင်ဗျာဒါပေမဲ့တခုတော့ရှိရဲ့ပေါ့နော်တချို့တွေအဲကျွန်တော်ရဲ့ video တွေကိုတို့ကြည့်တယ်ညာဘက်ကြည့်ပြီးွားတဲ့အခါကျတော့တို့ like and share တွေလုပ်ဖို့မေ့သွားကြတယ်တဲ့ဒါပေမဲ့ ရပါအဲ့တဲ့ခါကြောက်တော့ဗောနဒီကျွန်တော်ဗီဒီယိုတွေကို like share comment မပေးလို့လားဗောမသိဘူးတဲ့အိမ်ဘက်ထဲမှာတရေတက်စီတွေ like တယ်ဗောနလိုက်လို့လက်လံပြီးတော့ no တာမျိုးတွေနဲ့ကြော်ရတော့တဲ့ကောက်ကောက်လည်းမေးရဘူးဆိုပြီးတော့လာပြောတဲ့သူတွေတော့ရှိပါတယ်ခင်ဗျဟုတ်ကဲ့ဗျာဗျော်လေးကိုစောင့်ကြည့်ပေးရအတွက်အားလုံးကျေးဇူးတင်ပါတယ်